မကွေးတိုင်းမင်းမှုခရိုင်စလင်းမြို့အနောက်ဘက်အထက်ဝက်သဲကန်အနီးရှိရှမ်းရွာကုန်းနယ်စင်ကြုံကြားမှာရှိတဲ့စစ်ကောင်စီဂိတ်ကိုဧပြီ26ရက်မနက်9:00ခွဲလောက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရင်းနှီးသားကော်လန်စီကသိရပါဗျ။စစ်သားနဲ့ပြည်စော်တီ15ဦးဝင်းညင်ရှိတဲ့အဆိုပါဂိတ်ကိုစတင်တိုက်ခိုက်ပြီးနောက်မိနစ်20ခန့်ပြစ်ခတ်မှုဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်ကသတင်းပေးတွေအရရှေ့ဦးတည်ဆုံခဲ့တယ်လို့ရင်းနှီးသားကော်လန်ရဲ့တရေးဘူကြီးကပြောပါဗျ။သူတို့ကအဲ့နမှာပြည်သူသွားလာတာကိုအဲ ဘယ်လိုပြောရမလဲစိတ်နှောက်ရအင်တန်ပြီးတဲ့အိတ်လို့ကျွန်တော်ကသိရှိထားတဲ့အတွက်ဝဲရောက်ပြီးအဲပြည့်ခတ်ရှင်းနေတာပါခင်ဗျ။ဟောကျွန်တော်တို့အဲဒီပြမှုဖြစ်တာတော့မိနစ်20ဝန်းကျင်လောက်ဖြစ်ခဲ့တယ်ပေါ့နော်။အဲခဲရရသူတို့တရင်ပြီးရတော့ဒီဆုံးလာတော့၈ရောက်တိတိရှိတယ်ဗျာ။ကျန်တဲ့ဒဏ်ရာရရတော့ဟောအနေချင်းတော့ရှိတယ်ဗျာ။ဒီရတော့သိကြတယ်၈ရောက်ကတော့လုံးဝပွေချင်းပြီးတယ်ဗျာ။ တိုက်ပွဲဖြစ်နေတဲ့အချိန်ကံများရေစကန်ကစစ်ခုလာတာကြောင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထီးကိုင်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲသူတို့ကအဲ့မှာဂိတ်ပုံစံထိုင်ကြီးပေါ့နော်။အဲဒါသမားကားတွေကိုတားတယ်အဲဒီလိုဖြစ်နေအဲဆိုင်ကြီးတားတယ်အဲတားပြီးတားရုံဝင်မှုခုများအဲစစ်ဆေးတယ်ဘောပဲသူကနောက်ဆုံးတော့ငွေတောင်းတယ်ပေါ့ဗျာနော်။ဝေတောင်းကျန်းတာတွေအဲဒီလူတွေချင်းချောက်တာတွေပါရရှိတာဒီလူတွေရဲ့ခံစားချက်တွေကလည်းတနည်းနဲ့တနည်းများလာတော့အဲ တို့ရဲ့ခံစားချက်ကိုကျွန်တော်ကလည်းနားလည်နော်ပြီးတော့ကျွန်တော်လည်းဒီဒီလေးရဲ့ခံစားချက်ဒီကြည့်ရအောင်ဒီကောင်ဖြစ်ကောင်ဒီအဲ့ဒီဒီချင်းနဲ့အမြင့်ပြောက်အောင်ကိုကျွန်တော်ကလည်းလုံဆောင်အောင်ဖြစ်ပါတယ်နော်ဒီတိုက်ခိုက်မှုကိုဂျင်းနတာခေါ်လန်နဲ့မင်းမှုခရံအမန်ကတရင်တို့ကပူးပေါင်းပြုလုပ်ခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ20ရက်ကလည်းစလိမ်မြို့နယ်ကံပြားရွာကနေပသိမ်မုံရွာလမ်းမိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတင်းကား2စီးနဲ့အင်အားနေရာကျော်ပါစစ်ကြောင်းကိုတော်လိုင်းအင်းတပ်ဖွဲ့ဝင်တွေကကြားပြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။